တနင်္ဂနွေလုံးကလေးစားအားကြံရတဲ့ပရိဒာမီခင်ကြီးဆိုပြီးမယ်ငွေလေး330ကိုတွက်ကက်ကအပိုင်စီးထားတယ်ဆိုပြီးဆွဆွဲခံနေရတာကပရိဒာမီခင်ကြီးခိုင်နေဝေပါဒီလိုမျိုးခိုင်နေဝေကိုစတင်ဆွဆွဲနေသူကတော့မရှားထက်နယ်ဆိုတဲ့အကောင့်ပိုင်ရှင်ဖြစ်ပါတယ်မရှားထက်နယ်ဟာအွန်လိုင်းရှော့ပင်အထင်ရောက်တဲ့လုပ်ငန်းကိုလုပ်ကိုင်တာဖြစ်တယ်လို့လည်းသိရပါတယ်မရှားထန်တွင်ဟာခန်နွေပရာဟိတဖောင်ဒေးရှင်းကိုလည်းမကြာခဏငွေလုပ်ဘူးတယ်လို့ဆိုပါတယ် ဒီလိုနဲ့မန်ရှာထန်တွေဟာပြီးခဲ့တဲ့မေလ9ရက်နေ့မှာတော့သူမရဲ့ဆိုင်အတွက်ထည့်ရှင်းငွေတွေကိုစက်ရုံနဲ့ခံနေဝေပရာဟိတာဖောင်ဒေးရှင်းအကောင့်နဲ့မှားကလွှဲမိတယ်လို့ဆိုပါတယ်။ဒါကလည်းမန်ရှာထန်တွေဟာသူမရဲ့တငယ်ချင်းတွေစီးပွားရေးအဖွဲ့တွေနဲ့အတူခိုင်နေဝေပရာဟိတာဖောင်ဒေးရှင်းကိုမကြာခဏငွေလူနေရမှုလို့ခိုင်နေဝေရဲ့ဖောင်ဒေးရှင်းဘဏ်အကောင့်ကသူမဖုန်းနဲ့ရှိနေတာမို့မှားလွှဲမိတာဖြစ်ကြောင်းရှင်းပြပါတယ်။ ဒါကြောင့်လည်းမရှားထန်တွေဟာငွေမှားလွှဲမိပြီးချင်းတနားအတွင်းခိုင်နေဝေးပရိတာဖောင်ဒေးရှင်းရုံးကိုတွားခဲ့တယ်လို့ဆိုပါတယ်။ဒီလိုချိန်မှာရုံးဘက်ကခိုင်နေဝေးကပျော်ပွဲကိုရောက်နေလို့နောက်၄-၅ရက်မှပြန်လာဖို့ပြောခဲ့တယ်လို့မရှားထန်တွေကသူမကြုံတွေ့ခဲ့ရတာကိုရှင်းပြပါတယ်။ ဒီလိုနဲ့မန်ရှားထက်တွင်ဟာခိုင်မင်းဝေပရိုက်တာဖောင်ဒေးရှင်းရုံးကိုကိုမလွှဲမိခဲ့တဲ့ငွေပမာဏ39သိန်းကျော်30နီးပါးကို ပြန်ရဖို့အချိန်ချင်းတွားရောက်ခဲ့ပြီးမြေရွှေရက်ရွှေလုံနေခဲ့တယ်လို့ဆိုပါတယ်။ ။မရှာထန်တွေကသူမမန္တကင်ငွေမလွှဲမိကြောင်းတက်တီထောက်ထားခိုင်လုံပြထားနိုင်ချိန်မှာတော့ခိုင်နင်းဝေရဲ့ဗန်မန်နေဂျာဆိုသူကမရှာထန်တွေလူလိုက်တဲ့ငွေဟာတနအီတွင်းမှာလူလိုက်ပြီးဖြစ်ကြောင်းဘဲကိုလူလိုက်မှန်းလဲမသိကြောင်းမရှာထွက်နေနေနဲ့သူမရဲ့ငွေကို ပြန်လိုချင်ရင်နေပြည်တော်ထိတက်ရမယ်လို့ပြောလာတာဖြစ်ပါတယ်။ဒါကြောင့်လေအထင်ဆိုင်ပိုင်ရှင်မရှားထန်တွေတရားအင်တာနက်ပေါ်ကနေတဆင်ခိုင်နှင်းဝီသိအောင်သူမရဲ့ post ကိုမျှဝေလာခဲ့တာဖြစ်ပါတယ်။ မရှားထန်တွေကခိုင်နေဝေအနေနဲ့သူမငွေမလွှဲမိတဲ့တက်သေးထောက်တာပြေဆုံးပြနိုင်တာငွေသိန်း30ပြန်ရတဲ့အပေါ်မှာမိကုန်ထုတ်လိုက်တာဖြစ်ပါတယ်။အထူးသဖြင့်ခိုင်နေဝေဟာတနိုင်ငံလုံးကိုမြစ်တာထားနိုင်တဲ့စည်ရနာရှင်မြစ်တာရှင်မကြီးဖြစ်နေပြီမဲ့သူမအပေါင်းမတက်ရောင်းချထားတဲ့ရှာဖွေထားတဲ့ချွေးနှင်းစာ သိန်း30ကိုပြန်မပေးနိုင်ဘူးလို့ဆိုပါတယ်။ တခြားသောသူတွေကလည်းမရှားထက်တွေအနေနဲ့ခန်းနေဝေပရဟိတာဖောင်ဒေးရှင်းကိုငွေမလွှဲမိတဲ့သက်သေဆုံးနေတာတောင်အဖွဲ့အစည်းတစ်ခုအနေနဲ့ငွေပါကြောင့်ပြန်မပေးတယ်လို့ဆိုပြီးပြောလာတာပါတခြားသောအပြင်ကလူတွေတော့ငွေမဝင်လာရင်ပြန်ပေးတတ်ကြပါတယ် ပေဗီဇာဘန်ဘက်ကလည်းလူချင်းတွေ့ပြီးပြန်တောင်းဖို့ပြန်မပေးရင်အကောင့်ကိုယာယီပိတ်ထားရမယ်လို့ပြောပေမဲ့လေမရှားထန်တွေကတော့သူမကြောင့်ခုနှစ်ရက်သားသမီးတွေလူတန်းနေတဲ့ခိုင်နေဝရဲ့ဘန်ကောက်မပိတ်သွားစေချင်လို့သူမငွေကိုပြန်ပေးဖို့ရွှေရွှေသားသားတောင်းလာတာဖြစ်ပါတယ်။ ထိုင်နေဝေကတော့ဒီကိစ္စနဲ့ပတ်သက်လို့အစိုးပိုင်းမှဖြေရှင်းချက်မပေးပါဘူး။ဒါပြင်သူမဟာတရားဝင်မှတ်ပုံတင်ထားတဲ့အသိန်းဖွဲ့မှုနာမည်ဖြန့်ရင်တရားစွဲမယ်လို့ပြောထားတာဖြစ်ပါတယ်။မရှားထန်တွင်နေခိုင်နေဝေတို့ကိစ္စကဘာလို့ဆက်ဖြစ်လာမလဲဆိုတာကစိတ်ဝင်စားဖို့ကောင်းနေတာကတော့အမှန်ပါပဲ။